ပြီးတော့ကျွန်တော်တို့ရင်းမောင်းထားတယ်ဆိုတော့ဒီလိုပြောပါကျူချိုတဲရီကိုဖျက်ပြီးယာယီတဲရီကိုပါထပ်ဖြတ်မယ်လို့သတိပေးစာပို့ပြီးတဲ့နောက်အဲ့ဒီနေရာကို မီဒီယာတွေရောက်လာကြပါတယ်။သူပြားတွေနဲ့ချန်စီကိုခတ်ထားပြီးလူသွားလမ်းတွေကိုလည်းဒေသခံတွေနဲ့ပရဟိတအဖွဲ့တွေမှအပဖျက်သန်းသွားလာခွင့်မပြုဘဲ မီဒီယာတွေကိုအဓိကထားပြီးတားမြင်ထားတာပါ။ချန်စီယိုတောက်လျှောက်မှာတက်မြုပ်စီပင်ပိုင်းမြေမကျူးကျော်ရဆိုတဲ့ဆိုင်းမုတ်အမီယောင်တွေတက်ထားပြီးအုတ်ထုတ်ပြာယောင်ဆောင်းထားတဲ့အဖွဲ့တွေကစောင့်ကြည့်နေပါတယ်။လုပ်ငန်းသဘောအရမီဒီယာတွေကို ဝင်ဝင်မပေးဖို့အမိန့်ပေးထားတယ်လို့ဦးအောင်ဝင်းကပြောပါရယ်။မီဒီယာတွေဟာထိရခက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပေးမဝင်ခဲ့ပါဘူး။ကျွန်တော်တို့ကလုပ်ငန်းသဘောအရကျွန်တော်ပေးဝင်ဖို့ပြောလို့မရဘူး။ဒါတော့ကျွန်တော်တို့အမိန့်နဲ့ပြောထားတယ်။ ဘုံဘာနဲ့ဝင်လို့ရှိရင်ခုနကပြဿနာဖြစ်မှာပြဿနာဆိုတော့ဥပမာဗီဒီယိုဝင်တိုင်းကျွန်တော်တို့ကထိတ်လို့တင်လို့မရတော့ဘူးခင်ဗျေကိုကကွယ်ရေးဦးစီးဌာနကမြေသိမ်းအမိန့်နဲ့1996ခုနှစ်ကတင်ထားတာဆိုပြီး စာရွက်စာတမ်းတွေနဲ့ရှင်းပြပါတယ်ကျူးကျော်ဒဲရီကနေမဖယ်ရှားပေးရင် အထက်ကိုသာတင်ပြတော့မှာဖြစ်ပြီး အကျန်းဖတ်မှုတွေပြုလုပ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ် ကာကွယ်မှုကြီးဌာနကဟိုအရင်ကတိတ်တာပေါ့ကျမ်းစင်စာရေးအဖွဲ့ပိုင်းမြေထပ်ဖတ်နေကြောင်းပြေးရချင်းဆိုတာ46တွေကတိတ်ထားပြီးသားကျွန်တော်အထောက်ပြင်ပြပါကျွန်တော်အကျန်းဖက်တာတော့ပါမင်္ဂလာရုံမြို့နယ်ကမြန်မာပို့စကိုကုမ္ပဏီရှေ့ဘက်မှာတော့ကျူးကျော်ဒဲရီရှိနေပြီးမိသားစု200လောက်ရှိပါတယ်သူတို့ကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆန်လှူဒန်းခဲ့ပါသေးတယ်